မြစီမပြည်သက်များအလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်ထုတ်လွှင့်ပေးနေတဲ့မြစီမရဲ့ editorial talk အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ကနောင်နောက်ပါခင်ဗျာဒီတပတ်မှာတော့အာနာသိန်းစစ်ကောင်စီကနောက်ထပ်တပ်တန်း6လထပ်တိုးဖို့ပြင်နေတဲ့အကြောင်းနဲ့စစ်ဆေးခံနေရတဲ့မပခတိုင်းမှုနေရာစစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ရေရှုပ်ရာထူးအပြောင်းလဲလုပ်တာနဲ့စစ်ကောင်စီရဲ့ရှေ့ဆက်ခြေလှမ်းတွေကိုဘယ်လိုတွေးလာရနိုင်မလဲဆိုတဲ့အကြောင်းတည်င်းခန့်စီမံခန့်ခွဲမှု editor ဦးစိန်ဝင်းနဲ့အတူကျွန်တော်နောင်နောင်တို့ကဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ဥစဉ်ဝင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာဇူလိုင်လတတိယသတင်းပတ်အတွင်းမှာသူ့ရဲ့ဝင်ကြီးတွေကိုအစည်းအဝေးခေါ်ယူပြီးတော့မှနောက်ထပ်အရေးပေါ်တက်တန်းတိုးမဲ့အကြောင်းအရေးအယောင်ပြပြောကြားလိုက်တာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီစစ်ကောင်းစီကအခုလိုတက်တန်းတိုးဖို့ပြင်နေတာနဲ့ပတ်သက်ပြီးတော့ဆရာအရင်ဆုံးဆွေးနွေးပေးပါအောင်ခင်ဗျာဟုတ်ကဲ့ဒီဇူလိုင်၃ရက်နေ့အစည်းအဝေးတုန်းကမင်းအောင်လိုင်က ီသူဝန်ခံပြောသွားတာပေါ့လေနိုင်ငံမှာပြိပခါတွေဆက်ရှိနေတဲ့အဲကာရီနီချင်းနဲ့စကိုင်းတို့ထိန်းချုပ်ဖို့ဟိုလောက်ဟိုလောက်အောင်ပဲပေါ့နော်အဲ့တော့တိုင်းပြည်ဒီတည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်ဆောင်ရွက်မဲ့ကိစ္စတွေရှိနေသေးတယ်အဲဒါကြောင့်မလို့ဒါအာဒီဒီဟာကတော့သူပြောသွားတဲ့အတိအပယ်ကတော့လာမဲ့ဇူလိုင်31ကျရင်အရေးပေါ်တက်တန်း6လတိုးမယ်လို့လေတံပြစ်လိုက်တာပဲနော်ဒါဒါနောက်တစ်ဖက်ကကြည့်ရင်သူ့အနေနဲ့အာနာယူတာနှစ်နှစ်ကျော်ရှိနေပြီဒါပေမဲ့လည်း အဲတိုင်းပြည်ကိုမအုပ်ချုပ်နိုင်သေးဘူးဟိုအာဏာသိမ်းတာမအောင်မြင်သေးဘူးမအောင်မြင်ဘူးဆိုတော့သဘောတက်ရောက်တယ်သူ့အနေနဲ့ကချင်းကယ်ရီနီစကိုင်းတို့အဓိကထားပြီးပြောသွားပေမဲ့လည်းတကယ်တမ်းမှာတော့အော်မြန်မာပြည်မှာတိုက်ပွဲရလို့ဟိုမရှိတာကအခုအခုလက်တလောမှာရခိုင်ရှမ်းတောင်နဲ့ရှမ်းမြောက်ပဲရှိတယ်ကျန်တဲ့နေရာတွေမှာအာနေစဉ်ရက်ဆက်ဆိုလိုပဲတိုက်ပွဲတွေကရှိနေတယ် အဲ့တော့ဇန်နဝါရီဒီပြီးခဲ့တဲ့ဇန်နဝါရီ31ကအာ6လတက်တန်းတိုးတုံးကပြည်နယ်နဲ့တိုင်းခုနှစ်ခုကမြို့နယ်38မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကျင်းညာတယ်။အဲပြီးတဲ့ကတိုင်အပြတ်ရှင်းမှုစ조사တယ်။သူရဲ့ view ဟာကိုကြည့်လို့ရှိရင်ဘာတွေးရမလဲဆိုတော့အညာကိုအပြတ်ရှင်းရေးပေါ့နော်။အဲ့ဒါကိုဟိုဟိုဥတီလောက်တယ်။အဲ့ဒီမှာဂေတရီစီကချင်း အဲကရနီကရင်စာတီတို့ဟိုဒီဒီအဖွဲတွေကိုစည်ရေးရဖီအားပေးတဲ့အဲဟာမျိုးကိုသူလုံနေတာတွေ့ရတယ်အညာမှာဆိုရင်တော့အော်တကယ်ဟိုပဲအဆူအဆူလိုက်ပြုံလိုက်တတ်တာတွေအေသူဟိုလုံနေခဲ့တာတွေ့ရတယ်ဒါပေမဲ့လည်းအဲဘယ်လိုဖြစ်လဲဆိုတော့အခုကဒီပြီးခဲ့တဲ့6လအတွင်းမှာဆိုရင်ဘကိုးတိုင်း ဟုတ်ကြည့်ဘကိုးတိုင်းဒတိုင်းလုံးလုံးလို့တိုက်ပွဲတွေရှိလာတဲ့အဲကချင်းမှာဆိုလဲအဲလိုက်ဇာမှာအာတိုက်ပွဲတွေကဖြစ်နေတယ်လိုက်ဇာနာပတ်ဝန်းကျင်ပေါ့လေနောက်ချင်းမှာဆိုလဲအဲအဲစပွဲတွေဖြစ်နေတာအခါကျရင်စစ်တပ်ရင်တန်းလိုက်ပြုတ်သွားတာကိုခံနေရတယ်အဲ့တော့ကရီနီယာအာစစ်ကောင်စီနယ်မြေလို့ကျွန်တော်တို့ဟိုအစောပိုင်းအာပရမဘိုင်းမှာတိထားလို့ရတယ်ဘာလို့ဆိုစစ်တပ်တွေအများကြီးတယ်ဒါပေမဲ့မက်ဆက်မှာအာစကန်းကြီးကြတယ်အဲ စကကရင်နဲ့မွန်တနင်္သာရီတိုင်းမှာလည်းစစ်တပ်အထိုင်စခန်းနေအေးစတိုက်စစ်ဆိုလိုကြလာတာတွေ့ရတယ်အညာဒေသကိုဖိပေမဲ့လည်းစကိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်းလမ်းတွေကိုကာကွယ်တပ်ဖွဲ့တွေကအာဆိုးမိုးထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့နောက်6လကသူကတက်တန်းယူပြီးတော့ဒီကာလအတွင်းမှာ အာဒီဟာကိုဟိုဆက်လုတ်သွားဖို့ဟိုရှိမယ်အဲခုနပြောသလိုအညာကိုဥတီပြီးတော့ပြိုကွင်းမယ် K3C ကိုဟိုစီရေးရပြရပေးတာဒီလိုမျိုးလုပ်နိုင်မယ်လို့ဟိုကျွန်တော်ကတော့ဟိုဟိုပန်းစားတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့စစ်တပ်ကတော့အဲဒီဒီလာမဲ့လာတွေအတွင်းမှာဒီစစ်ကိုဖိတိုက်မဲ့အရေးအယောင်တွေအဲရှိတယ်တော့ကျွန်တော်အကြံပြနားလေပါတယ် ဆိုတော့ဆရာဒီနေရာမှာဒီစစ်တပ်ကအခုဒီဒီတက်တန်းတိုးမဲ့အရေးအယောင်ပြတဲ့နေရာမှာဒီပုံစံအတိုင်းပဲတက်တန်းတိုးနိုင်ရှေရှိမှာလားဒါမှမဟုတ်ရင်ဒီအခုဒီ NASA ကပေါ်တဲ့သူတို့နာမည်ပေးထားတဲ့ NASA ကကို တခြားနာမည်တစ်ခုနဲ့ပြောင်းပြီးတော့မှအဲ့လိုမျိုးလှုပ်လာနိုင်ရှေရှိမှာလားဆရာဘယ်လိုသုံးသပ်ပါလိမ့်ခင်ဗျာရှေ့ဆက်အာ ဟိုနာဆာကကိုနာမည်ပြောင်းဟိုပြန်နာမည်ပြောင်းပြီးတော့ထွက်လာနိုင်တယ်ဆိုတော့အဲဟိုပါဘောဟိုကောလာဟလာတွေလည်းတွေ့တယ်ဒါပေမဲ့ setup တစ်ခုအစ်စ်ပေါ့နော်အော်အဲ့ဒီဟာမျိုးဟိုလည်းကောလာဟလာထွက်တာကိုတွေ့ရဒါပေမဲ့ဒီဟာဒီကောလာဟလာကပထမတစ်ချိန်မှာတည်းဟာထွက်တာပဲအာအဲ့တော့ဟိုဘလို့ဘလို့ပဲနောက်ဆုံးနာမည်ပြောင်းအောင်တော့အဲမင်းအောင်နိုင်ကတော့အဓိကပဲသူဆက်ပြီးတော့သွားမှာပဲ သူ့ထဲမှာဘာတွေကိုအပြောင်းလဲလုပ်မှာပဲလဲဆိုတော့ကျွန်တော်မြင်တာဟိုနာမည်ပြောင်းခြင်းမပြောင်းခြင်းအဓိကမကြပဲနဲ့လူတွေအပြောင်းလဲလုပ်လိုက်မယ်အဲ့ဒီအခုဟိုပဲအဲ့ဒီအတွက်ကိုသူပြင်ဆင်နေပြီးတော့လုပ်နေတာတွေ့ရတယ်အဲတဘောကတော့လဲဘာဖြစ်တာလဲဆိုတော့ဗျာသူမအောင်မြင်တဲ့အခါကျတော့ဩဒီဒီစစ်စစ်တိုက်တဲ့ဟိုစစ်ဘိုလ်ချုပ်တွေအဲနောက်ပြီးတော့ရဲဘက်ဆိုင်ရာတွေကိုဟို ိုထိုးချတာပေါ့မင်းတို့ကြောင့်မအောင်မြင်မှုဆိုတဲ့သဘောနဲ့အဲ့တော့လူပြောင်းပြီးတော့အဓိကအဲသွားတာကျွန်တော်အမြင်တော့ဟောလူဟာပေါ့ဟိုယာဒူပြောင်းလဲတွေအေးကိုအများများလှုပ်လိုက်မယ်လို့ပဲအမှန်စပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီအဲ့လိုမျိုးအပြောင်းလဲစစ်တပ်ကဒီတက်တန်းတူဖို့ပြင်နေတဲ့အချိန်မှာပေါ့နော်ဒီခုနကဆရာဆွေးနွေးတယ်လို့ဒီထိပ်ပိုင်း အေးဒီဒီစစ်တပ်ရဲ့ထိပ်ပိုင်းဟာတွေကိုယာတုအပြောင်းလေးလောက်တာကျွန်တော်တွေ့ရတယ်အထူးသဖြင့်ဒီစစ်ကောင်စီရဲ့ရေးချုပ်ကိုအပြောင်းလေးလောက်လိုက်တာစစ်စေးခံနေရတယ်မပခအတိုင်းမှုကိုအပြောင်းလေးလောက်တာ ਨੇ တခြားအဆင့်တွေကိုစစ်ကောင်စီကတောက်လျှောက်ဟိုဒီဂျူလာလာ21ရက်နေ့မှာအပြောင်းလေးလောက်လိုက်တာတွေ့ရတယ်ပေါ့ဒီလိုတက်တန်းတွတ်ဖို့ပြင်နေတဲ့အချိန်မှာဒီလိုယာတုအပြောင်းလေးလောက်လိုက်တာကရောဘာကြောင့်လဲဆရာဘယ်လိုဆက်သုံးသပ်ပါတယ်ခင်ဗျ အမ်မြောက်ပိုင်းနိုင်စစ်တာနာချုပ်တိုင်းမူဘိုဂျုတ်ကိုကိုမောင်ကိုဟိုနော်ဇူလိုင်လ17ရက်နေ့ညကအာဟိုခေါ်ဖမ်းသွားတယ်အဲနေပြီးတော့ခေါ်သွားတယ်သူအပြင်မဲ့တူတိုင်းမူတွေအဲတခြားအာယာရှိတွေဟိုထိပ်ပိုင်းတိုင်းရဲ့ထိပ်ပိုင်းအယာရှိတွေပါသွားတာပေါ့ဗျာ6ရောက်ပေါ့နော်အာအာသူအာသူသူကိုအဓိကအာဖမ်းတဲ့အကြောင်းကကျွန်တော်နားလေတလောက်ကတော့အော ူရဲ့ခွင့်ပြုချက်နဲ့တိုင်းမှုရဲ့ခွင့်ပြုချက်နဲ့ရမ်းနေရမ်းနေတည်တဲ့ကားအလုံးပေါင်းဟိုဆိုဒါဒါစင်ကျော်လောက်ကိုဟိုဖြတ်တာတွေ့ရတယ်အဲ့မှာအာစစ်စေးဂိတ်တစ်ခုမှာအဲ့ဒီရန်ကားတစ်စီးကိုတွေ့တော့အဲ့ဒါနေပြီးတော့တည်င်းအဲဟိုထောက်လိုင်းရဲ့တည်င်းရပြီးတော့လိုက်လိုက်တော့ဟောတိုင်းမှုရဲ့ခွင့်ပြုချက်နဲ့ပါတယ်လို့ပြောဒီဒီရန်ကားတွေကအာတရုတ်ကုန်တယ်အဲကြောက်ကုန်တယ်ပေါ့ဟိုလော်ပန်ဟိုပိုင်တဲ့ကုမ္ပဏီတွေ ီဖက်ကံမာကအာရန်နီယာဖောက်ကိုဒီဘောက်ခွဲရေးအတွက်ကိုဟိုလောက်ကြရတာတူဖော်ရေးအတွက်ကိုလောက်ကြရတာပေါ့နော်ဒါပေမဲ့အဲ့ဒါကအာဟိုအရင်ကလည်းပုံမှန်ပဲဒီလိုပဲအဲသွားနေကြတာဒီလိုပဲအဲဟိုလက်ပိတ်လက်ယူရတော့ကင်းအောင်မကင်းဘူးဒီလိုပေးမှလည်းအဲသွားလို့ရတာပေါ့နော်ဒါပေမဲ့ဒီဟာမှာကြတော့ဩဒါကိုတည်ပြီးတော့ ဖမ်းလိုက်တာเนาะအသူ့ကိုဖမ်းတဲ့အပြင်ဝယ်သူ့အမျိုးသမီးတွေပါလေအဲနောက်ပြီးတော့ခေါ်ပြီးတော့ခေါ်ပြီးတော့စစ်နေတာတွေ့ရတယ်သူ့ကိုတော့ဘ ෝජ ုတ်ကိုကုမောင်ကတော့ဗာဆက်လုတ်တယ်ဆိုတာကျွန်တော်တို့မသိရသေးဘူးဒါပေမဲ့သူ့နေရာကိုဟိုကလေးစကကတဆယ်ကဘ ෝජ ုတ်စိုးလိုင်းကိုတင်လိုက်တာတွေ့ရတယ်အဲဘ ෝජ ုတ်စိုးလိုင်းဆိုတာပြောရရင်တော့အရင်တုန်းကလည်းသူက ဒီကချင်မှာတောက်ချောက်တောက်ချောက်လိုလိုပဲအဲတာဝန်ကြခဲ့တာပေါ့စကားကတက်တက်တည်ရဲ့တက်တည်မှာဟိုဟိုတည်ရင်မှုအစင်းရနေပြီးတော့ဟိုတတ်မှုဟိုစကားကမှုအပြစ်ကိုရောက်ခဲ့တာပြီးတော့မှကလေးကိုရောက်သွားတာအခုသူ့ကိုပြန်ပြီးတော့ပဲအဲဒီကိုဆွတ်သွင်းလိုက်တာပေါ့နော်နောက်ရဲချုပ်အဟိုရဲချုပ် ကလည်းဒီလိုပဲအစင်မတဲ့နေရာကိုဟိုတရိကန်ဒေတာတိုင်းမှုပေါ့ဟိုဘိုကျုံနီလင်းအောင်ကနေပြီးတော့သူဂျာဒူတိုဘီဒိုရီယာဘိုကျုံကြီးဒီအဖြစ်နဲ့ပေးလိုက်တာတွေ့ရတယ်ရဲနေရာတွေမှာအာအရင်တော့ကတော့သူရဲကနေပြီးတော့ဟိုဟိုဖြစ်ဖြစ်တက်လာတဲ့လူတွေခံအဘိုစဉ်းစားချက်တွေရှိပြီမဲ့လေရဲကိုမယုံဘူးအဲ့ဒီခါကျတော့စစ်ဘက်ကလူကိုပဲအဲသူကယုံပြီးတော့သွားလာပေါ့ဒါအပြင်ပဲနောက်ထပ်အဲ ဟိုယာဒူးပြောင်းလဲတွေဆက်ထွက်နေမှာပဲအဓိကကတော့ခုနကပြောသလိုဟိုဒါတွေကဟို technical အကြောင်းပြောင်းတာတွေလည်းရှိလို့ဟိုသူလိုချင်တဲ့အရေးအသွေးပိုင်းဆိုင်ရာအကောင့်ထဲမပေါ်နိုင်လို့ဟိုဒီလူတွေအစားထိုးနေတာပေါ့အာသူသူအနေနဲ့အားမလို့အားမရဖြစ်တယ်အာဒီစစ်ပွဲတွေရှုံတာတွေเนาะဒီမြို့ပြပြောက်ကြတွေဆက်ပြီးတော့ရှိနေတာတွေအဲဒါတွေကိုဟို မတွေ့ကျင်တဲ့အတွက်လူတွေပြောင်းပြောင်းပြီးတော့သူလုံတာဒါပေမဲ့နောက်တစ်ချက်တော့လဲကျွန်တော်စဉ်းစားကြရရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီဟိုဟိုပါပေါ့ဟိုစစ်ပဲယာလူကိစ္စတွေနဲ့ပတ်သက်မှာပေါ့စစ်ပဲယာလူကိစ္စတွေကဒီကကနအာ2021ညွန်ကြားချက်အဲအဲ့မှာရှိတယ်အဲ့ဒီမှာအဲ့ဒီညွန်ကြားချက်တွေမှာပိုကြုံမူကြီးနဲ့ဒုတိယပိုကြုံမူကြီးတွေအဲ့ဒါအကန့်အသတ်မရှိပေမဲ့အဲ့ဒီအောက်ကလူတွေကိုတော့ ဟော तू อ่ะဟိုအသက်ကန့်တချက်တွေဆက်ထားတယ်အဲ့တော့ဟောဟောလက်ရှိဒီဟိုဟာစစ်ကောင်စီတက်มาဆိုရင်မင်းအောင်လိုင်းနဲ့ဇိုးဝင်းရပဲအဲသူတို့ကပဲဆက်ရှိနေတယ်ဂျန်တဲ့လူတွေကပြောင်းတယ်ဂျန်တဲ့လူတွေပြောင်းတဲ့နေရာမှာအရွယ်ငယ်တဲ့လူတွေကိုဟိုပြောင်းပြောင်းပြီးတော့ပေးနေတာရှိတယ်အဲ့တော့ဟောဘာကြောင့်လဲဆိုတဲ့အခါကျတော့ဟိုမျိုးဆက်သစ်မွေးတယ်လို့လည်းပြောလို့ရတယ်နောက်တစ်ချက်ကတော့သူ့ရဲ့ဩဇာထူထောင်တဲ့နေရာမှာအာ ခိုင်ခိုင်မာမာအာဖြစ်အောင်သူဟိုလောက်တာပေါ့သူခိုင်းတိုင်းအိရတဲ့လူပေါ့အခုဟိုဥပမာမပကတိုင်မူဟိုဘိုးချုပ်စိုးလိုက်ဆိုရင်အဲသူကအာစည်ရေးအရလဲထူးကျွန်းတာမရှိဘူးသူရဲ့အဲတက်တည်အဟို KI ရဝင်ပြီးတော့အော်တိုက်လို့တလုံးပြုတ်တာတွေလည်းရှိတယ်အဲဒါပေမဲ့လည်းအဲသူကအာအထက်ကညွန်ကြားချက်ကိုတသွေမသိမ့်လိုက်နာတဲ့လူဖြစ်တဲ့အတွက်အဲသူလိုလူမျိုးကိုတိုင်မှုဆွဲတင်လိုက်တာပေါ့နော် ဟုတ်ကဲ့ပါအဓိကတော့အခုနကဆရာဆွေးနွေးသလိုစစ်တပ်ကစစ်ကောင်းဆောင်ကသူ့ရဲ့ဩဇာခံတွေကိုဟိုနေရာပေးလိုက်တဲ့ပုံစံမျိုးလို့ကျွန်တော်နားလေပါတယ်ဆိုတော့ဒီအာနာသိန်းစစ်ကောင်းဆောင်ကတော့ဒီအုတ်ကျုပ်ရေးထက်စစ်ရေးကပိုအရေးကြီးတယ်လို့ကျွန်တော်တို့ဒီသူယူဆထားပုံကျွန်တော်တွေ့ရပါတယ်ဒီနိုင်ငံအနှံ့ကတိုက်ပွဲတွေတော်တော်များများမှာမြေပြင်စစ်ကြောင်းတွေအထိနာနေတဲ့အာနာသိန်းစစ်တပ်ဟာသူ့ရဲ့အုတ်ကျုပ်ရဲ့နေမြေတွေလက်ရှိရှိနေတဲ့အုတ်ကျုပ်ရဲ့နေမြေတွေဆက်မဆုံးချုံဖို့စစ်ကိုဖိတိုက်မယ်အလားအလာမျိုးကျွန်တော်တွေ့ရပါတယ် ဆိုတော့စစ်ကောင်စီတပ်ကလက်ရှိသူအုပ်ချုပ်ထားတဲ့သူ့ရဲ့နေမြေတွေကိုဆက်ထိန်းချုပ်နိုင်ဖို့ဘယ်လိုကင်တွေးနေတာတွေ့ရပါတယ်ခင်ဗျာသူတို့အနေနဲ့ကလည်း PR ရှိတယ်ဗျာသူကဒီပုံဒီတိုင်းပုံစံကြီးပဲကိုအချိန်ကြာလာတာနဲ့အမျှအာသူသူ့ပေါ် PR တွေရှိတယ်သူဂျင်မဲ့ PR ရှိတာတော့မဟုတ်တော့လိုင်းဘက်မှာလည်းအာဒေါ်လိုင်းရုပ်မြ мян အောင်ကျင်းနေဆိုတော့အဲဆန္ဒတွေရှိတယ်အဲ့ဒါတွေကနေပြီးတော့ဟော PR ဖြစ်တာပေါ့နော် ဲ့တော့မင်းအောင်လှိုင်ကတော့ဘာတွေလုပ်မလဲဆိုတော့ဒီကာလအတွင်းမှာ2000ဒီနောက်နှစ်2024မကုံငင်မှာသူရနိုင်တဲ့လောက်အပြတ်ရှင်းမယ်ဆိုတဲ့ဟာခုနအထူးသဖြင့်တော့သူ့အတွက်ဥတီချက်ကအညာဒေတာကိုဟိုဥတီပြီးတော့သူကပထမတဆင့်ရှင်းရှင်းမယ်ဆိုတဲ့ဟာကိုဥတီထားတာပေါ့နော်ဒါပေမဲ့လည်းအဲစစ်ကအာသူ့လိုချင်တယ်လို့မဖြစ်ဘူးတစ်ဖက်မှာဒီတော်လိုင်းအင်အားစုတွေ ဒိုင်းသားအာဒေါ်လာရင်းအင်အားစုတွေ NUG PDF တွေရဲ့ view ဟာကလည်းစိတ်ဝင်စားစရာကောင်းတယ်အခုဆိုရင်အဲဒီကရင်ပူပေါင်းတက်တွေကစတောင်းမြင့်အနောက်ဘက်ကနေပြီးတော့ဘကိုးရုံးမတဲ့ဟိုဟိုဟိုစိတ်ဝင်သွားတာရှိတယ်ဘကိုးရုံးမဟိုထိမ့်ချုံနိုင်ဖို့ဟိုဟိုလောက်လာတာတွေတွေ့ရတယ်เนาะအဲ့တော့ အော်စစ်ကောင်စီတပ်တွေကဟိုကြည့်လို့ရှိရင်သူကရန်ကုန်မန္တလေးရထားလမ်းအဲတောက်လျှောက်ရှိရွှေချင်းကြောက်ကြီးအုတ်ပြတ်မုံအဲ့ဒီမှာတပ်အထိုင်ချတာပဲအဲသူတို့ကလက်နက်ကြီးတွေအားကိုးပြီးတော့ပဲပြင်နေရတယ်တစ်ဖက်မှာအာဒီဘကိုးရုံးမတဲ့ဟို KNL ပူပေါင်းတပ်တွေအေးအေးအာစူးစမ်းလာတယ်ဟိုဟိုတွေ့ရတယ်เนาะနောက်အော်ကြည့်လို့ရှိရင်ကရင်နီအေးကရင်နီကအာနေပြည်တော်နဲ့ အနည်းဆုံးလမ်းကြောင်းတစ်ခုပေါ့လမ်းကြောင်းကတော့နီးတာတော့ပကိုးကျွန်းမဘက်ကလည်းနီးတာနီးတယ်အဲကရီနီကလည်းနီးတယ်အဲ့တော့ကရီနီကိုလည်းသူကတည့်ပြီးတော့ဩလေကြောင်းကနေပြီးတော့အော်ဘောင်းကျဲတာတွေနောက်အမြောက်ကြီးတုံးတာတွေဒါတွေကိုဖိလုပ်နေတာတွေ့ရတယ်နော်နောက်ဟိုတစ်ဖက်မှာအာစကိုင်းဘက်ဟိုဟာကချင်ဘက်ကိုသူဟိုဟိုဖြတ်တောက်ရေးပေါ့ဟိုတော်လန်ရေးကိုဟိုပန်ပိုးပေးနေတဲ့ဟာတွေဖြတ်တောက်ရေးသူ 調査ပြီးတော့ဟောလုပ်နေရတယ်။ကရင်ရဲ့လက်နဲ့ဖြတ်မဲ့လမ်းကြောင်းကိုဟိုသူဖြတ်တောက်ထားနိုင်လို့ရှိရင်အိန္ဒိယအာနဲ့နန္ဒမိတ်ထိဆက်နေတဲ့ချင်းတို့စကိုင်းတို့ဟိုဒီအဖွဲ့တွေကိုဟိုလက်နဲ့တွေအဲကြီးစားနေမရောက်နိုင်ဘူးလို့သူယူဆထားပုံရတယ်။ဒါပေမဲ့အဲ KI ီကိုဒီလိုက်ဇာကိုသူကထိန်းချုပ်ဖို့ကြိုးစားတာအခုမှမဟုတ်ဘူး2000နဲ့အဲ73နဲ့ဟိုကသူကစူးစမ်းတယ်မအောင်မြင်နဲ့မအောင်မြင်ဘူးအခုလည်းအောင်မြင်တာမတွေ့ရဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ KNY ကဒီ data တွေမှာကျွမ်းကျင်တယ်ဗျနောက်ပြီးတော့ view ဟာအရတူတာပဲနောက်ပြီးတော့ intelligent ပေါ့ထောက်လိုင်းအေဟိုဒတင်းချက်လက်တွေမှာပါတယ်အဲ့တော့အော်ကရင်ဘက်မှာလည်းသူဟိုမနိုင်ကရင်ဘက်မှာလည်းဟိုတချင်းချောင်းမှုအန်ရီတွေဂျုံရတယ် ကရင်ီဘက်မှာလည်းသူမနိုင်ကချင်ဘက်မှာလည်းသူမနိုင်အဲဖြစ်နေတဲ့အနေအထားဆိုတော့သူ့အနေနဲ့ကတော့အော်2023အကုန်ထိပေါ့ကျွန်တော်အမြင်ကအာသူကြားပြီးတော့နန်နမိတ်နန်နမိတ်တွေစိုးမိုးနိုင်မယ်လို့မမြင်ရပါဘူးဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးခန်းကိုဒီမှာပဲရန်နိုင်လိုက်ပါမယ်ခင်ဗျာဆရာကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ပါနော်ဒါကတော့အာနာသိန်းစစ်ကောင်စီကနောက်ထပ်သက်တမ်း6လထပ်တိုးဖို့ပြင်နေတဲ့အကြောင်း တည်င်္ဂါစီမံခံခွဲမှု editor ဦးစိန်ဝင်းနဲ့အတူညစီမရဲ့ editorial talk အစီအစဉ်မှာဆွေးနွေးမှုကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့ညစီမ editorial talk အစီအစဉ်ကတော့ဒီလောက်ပါပဲ။ဒီအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်နားဆင်နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်နောက်နောက်ပါ။